Skyfilla control ပြောကြားမှုမိသားစုဝင်တွေကိုဆုံးရှုံးခဲ့ရတဲ့အပြင်ယတနာပစ္စည်းတွေပါအသိခံရလို့အခက်ကြုံရတဲ့ဒုက္ခတိုင်းမောစိတ်တိုင်းမိသားစုအားလုံးမင်္ဂလာပါရှင်ဆယ်လီအစ်ဆိုင်တာကနေကြိုဆိုလိုက်ပါမလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မြင်းငလင်ကြီးကြောင့်ဆုံးရှုံးမှုတွေကြီးမားခဲ့တာကတော့ဆုံးရှုံးမှုတွေကြီးမားခဲ့တာကဒုက္ခတိုင်းမောစိတ်ဆိုင်မိသားစုပါ ဒီလို Sky Villa ကွန်တော်ကြီးပြောကြားမှုမှာတော့နိုင်ငံကျော်ဒုက္ခတိုင်းမုံစိတ်တိုက်ပိုင်ရှင်တထေးမကြီးတော်မိုးတီယာရွှေအပါဝင် Sky Villa ကွန်တော်မှာနေထိုင်တဲ့ငွေကြီးစည်းစိမ်ဥစ္စာချမ်းသာသူတွေအားလုံးတည်ဆုံသွားကြရတာဖြစ်ပါတယ်။ Sky Villa ကွန်တော်ပြောကြားမှုမှာဒုက္ခတိုင်းမုံပိုင်ရှင်တထေးမကြီးတော်မိုးတီယာရွှေနဲ့အတူတမီအကြီးတမတ်နဲ့မြေးမာလေးအိမ်မှာအလောလောတဲ့ကလေးမာလေးတွေကပါ Sky Villa ကွန်တော်ပြောကြားပျက်စီးမှုမှာပါဝင်ခဲ့တာပါ။ဒီမတိုင်ခင်ကတော့ ဒုက္ခတိုင်မွန်စိန်တိုက်ပိုင်ရှင်တထေးမကြီးဟာစိတ်သဘောထားကောင်းကအလှူတန်းရရော့လို့တီရီတုဒမတင်ကီဘွဲ့ရရှိထားတာပါ။ဒါပြင်ဒေါ်မိုးတီရာရွှေဟာတစ်တော်ဆော့ကပျော်ပျော်ရွှေရွှေနေတတ်သူမို့လူချစ်လူခင်ပေါများလာလည်းဖြစ်ပါမလာ28ရက်နေ့ကမြင်းကလေးမှာတော့ဒုက္ခတိုင်မွန်ပိုင်ရှင်ဒေါ်မိုးတီရာရွှေတို့နေထိုင်တဲ့ Sky Villa ကွန်ထရိုးကြီးပြိုကျကဒေါ်မိုးတီရာရွှေနဲ့အိမ်ကူမာလေးတို့ဟာအသက်ရှင်နေရတဲ့ပြိမိသွားတာပါ။ဒါကြောင့်လဲအချိန်အတော်ကြာကယ်ဆယ်ရေးအဖွဲ့ကိုစောင့်မျှော်နေကြရဖြစ်ပါ යි ။ ဒါပေမဲ့လည်းကဲဆဲရေးအဖွဲတွေကဲတင်လိုက်နိုင်ချိန်မှာတော့ဒေါ်မိုးတီယာရွှေကအသက်မရှိတော့ဘဲအိမ်ကူကလေးမလေးကပဲအသက်ရှင်တန်နေရဖြစ်ပိုင်ဒါကြောင့်လည်းအလုံးကဒုက္ခတိုင်မွန်စိတ်တိုက်ပိုင်ရှင်တထေးမကြီးရဲ့အဖြစ်ကိုရှင်းခွဲကြရတာပါအထူးသဖြင့်ဒုက္ခတိုင်မွန်စိတ်တိုက်ပိုင်ရှင်တထေးမကြီးရဲ့တမိအငယ်ဆုံးမတ်နှင်းစီလင်းဝင်းကငလီနဲ့ကွန်ထရိုးပြိုချမှုမှာမိခင်ကြီးအသက်ရှင်နေပါလျက်နဲ့ ကဲစိနောက်ကြလို့မိခင်ကြီးအသက်ဆုံးရှုံးရတာဆိုပြီးပြောလာတာပါ။ဒါပြင် Sky Villa ကွန်တိုရဲ့ခိုင်ခံမှုတွေကိုလူတွေကမေးခွန်းထုတ်ကြတာဖြစ်က Sky Villa ကွန်တိုဘက်ကတိစားမှုညံ့ဖြစ်လို့လူတွေခုလောက်ထိငလင်ပေးမှာအသက်ဆုံးရှုံးရရလို့လူတွေကဝေဖန်ကြပါတယ်။ဒါပြင် Sky Villa ကွန်တိုဟာအခုဆိုငလင်တန်ကြောင့်ပြိုကျမှုမှာကွယ်လွန်သွားတဲ့လူတွေကိုတာဝန်မယူသလိုစေတနာပစ္စည်းတွေကိုလည်းပြန်မပေးတော့ဘူးလို့ပြောလာတာဖြစ်ပါတယ်။ Sky Villa ကွန်တိုပြိုကျမှုအတွင် အသက်ဆုံးရှုံးသွားတဲ့ ဒုက္ခအတိုင်းမုံစိတ်တိုက်ပိုင်ရှင်ဒေါ်မုံတရာရွှေရဲ့ခင်မောဥထွန်လင်းဝင်းက Sky Villa Control ဘက်ကဘာတာဝင်ခံမှုမှမရှိသလိုဒေါ်မုံတရာရွှေနဲ့မိသားစုဝင်၄ယောက်ဝန်ထမ်း၃ယောက်ရဲ့အသက်ကိုအချိန်မီမကယ်နိုင်ခဲ့ဘူးလို့ပြောလာတာပါ။ဒါပြင်ရုံလောင်းတွေကတော့မူဆယ်ဘက်ကပရာဟိတအဖွဲ၃ဖွဲ့နဲ့အတူကိုတူကိုထဆွဲထုတ်တကြိုခဲ့ရတယ်လို့ဥထွန်လင်းဝင်းကဆိုပါတယ်။ဒါပြင်ဒုက္ခအတိုင်းမုံစိတ်တိုက်ကယတနာတွေကိုလည်းတပြားမှပြန်မပေးဘူးလို့ပြောလာတာပါ။ ဒီလိုစိမ့်တိုက်ဖြစ်တဲ့အတွက်တိုက်အောက်ရှိပြိုပြက်နေတဲ့အုပ်ပုံများမှရှိတဲ့စိမ့်ရွှေရတနာပစ္စည်းများမှပြန်လည်မရရှိသေးပေပစ္စည်းလာယူရန်အကြောင်းကြားလို့တွားရောက်ယူချိန်မှာတမီးငယ်လေးရဲ့ passport နဲ့မိမာလေးရဲ့ပစ်ချူးယုံနှစ်ယောက်ကိုသာပြန်လည်ရရှိခဲ့တယ်လို့စိမ့်တိုက်ပိုင်ရှင်ဒေါ်မိုးတီယာရွှေရဲ့ခင်မွန်ကပြောပါတယ်ဒုက္ခတိုင်းမွေရဲ့စိတ်ထဲပစ္စည်းစည်ရင်တချို့တဝက်တွေကိုလည်းပုံနဲ့တကွပေးထားခဲ့ပြီးဖြစ်ပေမယ့်ပစ္စည်းတွေနဲ့ပတ်သက်တဲ့တရေအစနာကိုမှမကြားရကြောင်းနဲ့ အဆိုပါကွန်တိုမှာလူအတော်များများလဲသူတို့ပစ္စည်းတွေပြန်လဲမရရှိသေးဘူးလို့သူကပြောပါသေးတယ်။အခန်းတွေဖြိုချချိန်မှာလဲသက်ဆိုင်ရာအခန်းပိုင်ရှင်တွေကိုသက်ဆိုင်ရာအခန်းပိုင်ရှင်တွေဝင်ခွင့်တမတ်နေရာမှာကြီးစုခွင့်မပေးဘဲမြေကော်ဆက်တွေနဲ့မြေစာတွေကိုကားပေါ်တင်ပေးလိုက်တာကြောင့်ရှာတွေ့ဖို့မလွယ်နိုင်တော့ဘူးလို့ဆိုပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောသူကဒိုင်မွန်စိတ်တိုက်ကမိသားစုဝင်တွေအဖြစ်တံမိုးကြီးရတနာတွေဆုံးရှုံးလိုက်ရတဲ့အပေါ်မှာဘလို့မြင်ကြသလဲဆိုတာပြောပြသွားကြပါအောင်နော်။